မိဘပြည်သူများရှင်ကျမတို့ရဲ့ထုံးလင်းပြန်ကြားသတင်းမှများစီစဉ်ကနေဒီကနေ့မှထုံးလင်းတင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်တက်နေတဲ့သတင်းတူသတင်းမှသုံးပုဒ်ကိုသတင်းမှပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတပုတ်အနေနဲ့မြိုင်မြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတအူသေဆုံးပြီးတအူထိခိုက်ဒဏ်ရာများရရှိခဲ့ရလို့သတင်းတူသတင်းမှများမဟုတ်မမှန်ရေးသားဖြန့်ဝေနေတဲ့သတင်းကိုတင်ပြပါမယ်ရှင် မကွေးတိုင်းဒေသကြီးမြိုင်မြို့နယ်ဆင်စိန်ကြီးရွာကိုမက်လာလေးရက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတအူးသေဆုံးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာများရရှိခဲ့လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကသတင်းတူသတင်းမများဖြင့်လုံခြံရေးသားဝါဒဖြန့်ဝေလျက်ရှိပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရ PDF အမိခံအကြံဖတ်သမားတွေကမြိုင်မြို့နယ်အတွင်းရှိကြီးရွာချို့မှာအကြံဖတ်လုပ်ငန်းတွေလှုပ်ဆောင်နေကြောင်းဒေသခံပြည်သူတဦးရဲ့လျှို့ဝှက်စွာသတင်းပေးပို့မှုကြောင့်လိုအပ်တဲ့နေမီလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်းအဲ့လိုဆောင်ရွက်ခဲ့ရာ PDF အမိခံအကြံဖတ်သမားများထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးစုခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်။ တရားမဝင်ပြည်ဖြတ်မီဒီယာတွေအနေနဲ့မြေပြင်ဖြစ်စဉ်များနဲ့ကွဲလွဲနေတဲ့သတင်းတူသတင်းမှားတွေကိုရည်ရွယ်ချက်ရှိရှိလှုပ်ကြံရေးသားပြီးသတင်းစိတ်ခတ်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆလဘိတရအူးမြို့နယ်နဲ့နထိုးကြီးမြို့နယ်တို့ရှိကျေးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းတူသတင်းမှားများမဟုတ်မမှန်ရေးသားပြန့်ဝင်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မန္တလေးတိုင်းဒေသကြီးတရဦးမြို့နယ်နဲ့နထိုးကြီးမြို့နယ်တို့ရှိကြေးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေကန်လုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များဟာပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ဖို့အတွက်လုံခြုံရေးလုပ်ငန်းတွေကိုဥပဒေနဲ့အညီဆောင်ရွက်လျက်ရှိကြောင်း အကြံဖတ်သမားများကသာပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုမငဲကွက်ဖိကြေးရွာရက်ကွက်များအတွင်တိုက်ပွဲများပေါ်ဆောင်ခြင်း၎င်းတို့ကို ထောက်ခံအားပေးမှုမရှိတဲ့ကြေးရွာရက်ကွက်တွေကိုကောင်းစဉ်အမျိုးမျိုးတက်ပြီးမီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့လုံရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူတွေအထင်မြင်လွဲမှားစေဖို့ရည်ရွယ်ပြီးအခုလိုမျိုးအခြေမြင့်မရှိတဲ့သတင်းတပ်ပုံတွေကိုအသုံးပြုကမဟုတ်မမှန်လုံခြံရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတပုတ်အနေနဲ့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ညောင်ကုန်းကြီးရွာမှာလုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးအမျိုးသားတအုံဒဏ်ရာရရှိခဲ့ရလို့မဟုတ်မမှန်သတင်းများဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့နယ်ညောင်ကုန်းကြီးရွာမှာလုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးအမျိုးသားတအုံဒဏ်ရာရရှိခဲ့ရလို့တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီတဲ့နဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့စီရေးပြတ်မှတ်မဟုတ်တဲ့ပြည်သူများနေထိုင်ရာကျေးရွာတွေကိုအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်းအကြမ်းဖက်သမားများကသာ၎င်းတို့ကိုထောက်ခံအားပေးခြင်းမရှိတဲ့ရက်ကွက်ကြေးရွာတွေကို၎င်းတို့အပေါ်အကြောက်တရားလွှမ်းမိုးစေဖို့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ပုံကျဲခြင်းများဆောင်ရွက်လျက်ရှိကြောင်း အဆိုပါသတင်းဟာပြည်ဖြတ်မီဒီယာတွေကအကြမ်းဖက်သမားများရဲ့အကြမ်းဖက်လုပ်ရများကို ဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ်ပြည်သူလူထုကအထင်မြင်လွဲမှားစေဖို့လူမှုကွန်ရက်မှာတဆင်အခြေမြင့်မရှိတဲ့တပ်ပုံတွေကိုအသုံးပြုကောင်သတင်းမှားများဖြင့်လှုပ်ကြံရေးသားဝါဒပြန့်ဝင်နေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ိဘပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တက်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာတွေနဲ့အကြမ်းဖက်အားပေးထောက်ခံသူတွေကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။